လေးမှာတော့ဒီတလတာစီးပိတ်မယ်ပေါ့နော်မေလတလတာကဘာရွှေစီးကွက်ပိတ်မယ်ဒီနေ့မေလ30ရက်နေ့တောက်ကြနေတဲ့တာအတွက်ဖြစ်ပြတာနိုင်တဲ့ကဘာရွှေစီးနေတာကိုတုံတက်ပြောကြပြတော့မှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါကြောင့်ကျွန်တော်ကဘာရွှေရဲ့စီးအတက်ကြချက်လေးကိုတွားကြည့်ကြအောင်ပေါ့နော်ဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်ဒီနေ့မှာကျွန်တော်ကတော့ကဘာရွှေစီးကိုအယောင်းဝင်မလုပ်ဘဲနဲ့ ဈေးအတက်အကြောင်းစောင့်ကြည့်ဖို့ဈေးကွက်အခြေအနေကိုစောင့်ကြည့်ဖို့ဒါကျွန်တော်တိုက်တွန်းချင်ပါတယ်။ဘာလို့လဲမဲ့ဆိုဒီနေ့ကတလတာဈေးပိတ်မှတ်နေဖြစ်တာဖြစ်တဲ့အခါမှာကမ္ဘာရွှေဈေးအတက်ကြအရန်လုတ်ပြီးတော့ဗနော်ကျွန်တော်ဈေးဆွဲတင်ဆွဲချ manipulation တို့ဘာလို့ဖြစ်နိုင်ပါလဲ။အဲ့ဒါဖြစ်တဲ့အခါမှာဒီနေ့ကအရန်တတိထားဖို့လိုအပ်ပါတယ်။ဖြစ်နိုင်ဒီနေ့တရတာပိတ်စေပေါ့နော်။ဒီမေလတလတာပိတ်စေကိုစောင့်ကြည့်ပြီးမှနောက်တစ်ပတ်တနင်္လာနေ့မှ risk နည်းနည်းနဲ့စပြီးအရောင်းဝယ်လုပ်ဖို့ကိုကျွန်တော်တိုက်တွန်းချင်ပါတယ်။ တကယ်လို့ကိုကမဟုတ်မဟုတ်ဘဲနဲ့အယောင်းဝယ်လှုပ်ချင်တယ် risk များများလဲယူရတဲ့အာဒီနေ့ဈေးအတက်ကျအလောက်ခတ်တဲ့အရန်ကျန်းတာတွေဈေးဆွတ်တင်ဆွဲချတွေဘာရောကျွန်တော်တို့မကြောက်ဖက်နဲ့ risk များများယူပြီးတော့အယောင်းဝယ်လှုပ်ချင်တယ်ဆိုရင်တော့မနီကကျွန်တော်တို့တရက်တာအပိတ်ဈေးကကျွန်တော်တို့ဘိုဒမနီကတရက်တာ ဈေးအကြပေါ့နော်ဒီမှာဒါဘုဒ္ဓဘုရားတရားတာအနီအောင်ဈေးအကြတုံးရှိတယ်ဒါတော့မနေ့ကျတာပရိနေကတရားတာဈေးအသက်တုံးဖြစ်ပါတယ်ဘော်ဒီကပို့ကြည့်ပြီးပြီးတော့လာဖြစ်တဲ့ခါမှဒီနေ့မှာဒီပညာပိုင်းရရေဘူးရအပြင်ဆိုရင်တော့ကျွန်တော်တို့ဈေးအသက်အားသာနိုင်တယ်လို့ပြောလို့ရပါတယ်ခင်ဗျအဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ဒီနေ့ကဘာရွှေဈေးကိုပေါ့နော်ကျွန်တော်တို့အပေါ်ဈေးအောက်ဈေးတက်မှတ်မယ်ဆိုရင်ကျွန်တော်တို့အပေါ်ဈေးကိုကျွန်တော်တို့ကျွန်တော်အချိန်တစ်နာရီအတိုင်းနာနဲ့ကျွန်တော်တွားကြည့်လိုက်မယ်ပေါ့နော်အပေါ်ဈေးကိုကျွန်တော်တို့၃၃ 30လို့သတ်မှတ်ချင်ပါတယ်3330ပေါ့နော်အောက်ဈေးကိုတော့ကျွန်တော်တို့3290လို့ကျွန်တော်သတ်မှတ်ချင်ပါတယ်ခင်ဗျ3290ပေါ့နော်အဲ့ဒါပတ်သက်ကမှဒီနေ့ကပ္ပရွှေဈေးရအောင်နော်ဈေးညင်တဲ့အနေထားပြင်မယ်ဆိုရင်3330နဲ့3290ကြာမှာပြင်နိုင်ပါတယ်အဲ့ကြောင့်3330နာမှာရည်တို့ရောင်းပါ 3နှစ်60နာမှာရေတွေဝယ်လို့ရပါတယ်အမြတ်ပိုင်းစည်းတမ်းကိုတော့ဒီ3330နဲ့3နှစ်60ကြာကြားချပြီးတော့ဗျာကျွန်တော်3330လောက်ပေးလိုက်ပေါ့နော်အရှုံးပိုင်းစည်းတမ်းက3နှစ်60နာမှာဝယ်ရဆိုရင်3နှစ်85အောင်လောက်အရှုံးပိုင်းစည်းတမ်းပေးအဲ့လိုပဲ3330နာမှာရေတွေရောင်းနေဆိုရင်အဲ3340အထက်လောက်မှာအရှုံးပိုင်းစည်းတမ်းပေးဟုတ်ပြီတကယ်လို့မဟုတ်ဘဲနဲ့3330အထက်ဈေးနှုန်းအထက်မှာဒီနေ့တနေ့တာအတွင်းကမ္ဘာရွှေဈေးအချင်းတနားရဲ့အတိုင်းအတာအပိတ်ဈေးနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်တော့3350 3360ဒီဈေးဆက်တနိုင်ပါလေရေတို့လိုက်ဝယ်ပါ အဲ့လိုမျိုးပဲကျွန်တော်390ဈေးတန်းအောက်မှာတင်းတင်းတာအတွင်းကဘာရွှေဈေးအချိန်တနာရီအတိုင်းတာအပိတ်ဈေးနဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်တော့ကဘာရွှေဈေးအာ390 340ရေအထိဈေးဆက်ကြနိုင်ပါတယ်ရေတူလိုက်ရောင်းလို့ရပါတယ်ခင်ဗျအဲ့အပိတ်ကကျွန်တော်ခုနပြောပြပါဒီနေ့ကဘာရွှေဈေးကဈေးအတက်ကြအရန်အလုတ်ခတ်ခါရမ်းနိုင်တာပြတ်ကားမှာအယောင်းဝယ်လုပ်မယ်ဆိုရင်တော့ risk များများယူရနိုင်ခြင်းရှိပါတယ်အဲ့အရာကိုကျွန်တော်တို့က သတိထားဖို့လိုအပ်ပါတယ်။ဘာလို့ဆိုဘာလို့လဲမဲဆိုကျွန်တော်ကအယောင်းဝယ်လုပ်ငန်းလုပ်တဲ့ခါမှာအင်ပြေအပြစ်အယောင်းဝယ်လုပ်တဲ့နေ့ရှိတယ်လို့တခါတည်းကျွန်တော်ဈေးကွက် အခြေအနေကတုံးသက်မရတာမျိုးဒါမှမဟုတ်ဈေးအတက်ကျအလောက်ခတ်အရန်ကျန်းနိုင်တဲ့နေမျိုးမှာဆိုကျွန်တော်ကဈေးကွက်အနေထားကိုစောင့်ကြည့်ပြီးတော့ဘာရောက်မှမလုပ်ပဲနဲ့ဈေးအနေထားကိုလည်းစောင့်ကြည့်တဲ့နေမျိုးလည်းရှိပါတယ်။အဲ့ဒါပြတ်ကောင်ကျွန်တော်တို့ကရိုးရှင်းပြောမှဆိုရင်ပြကျွန်တော်တို့အယောင်းဝယ်လုပ်တဲ့ချိန်မှာရေရေအယောင်းဝယ်လုပ်နားတဲ့ချိန်မှာနားဖို့လိုအပ်ပါတယ်။မဟုတ်ဘဲနဲ့ကျွန်တော်တို့ကအချိန်ပြေးကြီးပြ နေ့တိုင်းအယောင်းဝယ်လုပ်နေမှာဆိုရင်ဟာဈေးကွက်ချင်းနေကောင်းတဲ့နေနဲ့လုပ်တဲ့ဈေးကွက်ချင်းနေမကောင်းတဲ့နေနဲ့လုပ်တဲ့ဈေးအတက်ကျညီတဲ့နေနဲ့လုပ်တဲ့ဈေးအတက်ကျအရန်ကျန်းတဲ့နေဈေးကွက်ချင်းနေမှတ်မရနေတဲ့ကျွန်တော်အယောင်းဝယ်လုပ်နေတဲ့ဆိုရင်အဲ့ဆိုရင်ကျွန်တော်တို့ကညက်လိုက်ပြန်ပါလိုက်ညက်လိုက်ပြန်ပါလိုက်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ကဒါကလေးကျွန်တော်ကရှုံနေရတယ်အရှုံးကြီးသွားတယ်အဲ့လိုပုံစံမျိုးတွေကျွန်တော်တို့ကြုံရနိုင်ပါတယ်အဲ့ဘက်ကမှကျွန်တော်တို့နားတင်နားထိုက်တဲ့ရက်မှာ နားပြီးတော့ဈေးကွက်ချင်းနေစောင့်ကြည့်ဖို့ကျွန်တော်တိုင်သုံးခြင်းပါတယ်အဲကိုကတကယ်လို့ပေါ့နော်အာစူကြပါဆိုဒီနေ့ကကျွန်တော်မှန်ထားတဲ့ဈေးအတက်ကျအလောက်ခတ်မကြမ်းပတ်နဲ့ဈေးငိမ့်နေရောကျွန်တော်ပြောခဲ့သူမျိုးပါပဲကျွန်တော်တို့ကဈေးကျမ်းမလားဈေးငိမ့်မလားဆိုတော့ဘယ်သူမှကျွန်တော်တို့တရားရခိုင်တော့မှန်လို့မရဘူးပေါ့ပြကျွန်တော်တရားရခိုင်တော့အပြည့်ကြီးဗျာဒီနေ့ကကျွန်တော်ဟိုကအခုဈေးအတက်ကျအလောက်ခတ်ကျမ်းနိုင်တယ်ကျွန်တော်မှန်းတယ်ဒါပေမဲ့ငြိမ်သွားတာမျိုးတွေရှိနိုင်တာ အဲ့အပတ်ကမှာကျွန်တော်တို့ကဘာဖြစ်ဖြစ်ကိုကကိုကိုတိုင်းတတ်မှတ်ထားတဲ့စီကံတကူပါဥမာဒီနေ့ကတော့ဈေးအတက်ကြမ်းနိုင်တယ်ဒီလိုနေမျိုးနားမယ်ဥမာကျွန်တော်ဆိုဘာလို့ဒီနေ့နားနေလဲတလားတာဈေးပိတ်မနေဖြစ်လို့ပြီးတော့မနေ့ကလည်းကဘာချွေဈေးကကျွန်တော်တော်တော်လေးကိုထောင်းတက်သွားခဲ့အာကျွန်တော်မှန်းထားတာကကဘာချွေဈေးတက်မှာကိုကျွန်တော်3 3တဆယ်လောက်ဒီပဲအလုံးစုံလို့မှန်းထားဒါပေမဲ့3330တိတော့ရောက်သွားခဲ့တယ်ပေါ့နော်အာအဲ့ဒါကတော့ဈေးဆွဲတင်လို့ဘာလို့ဆိုရတဲ့ကျွန်တော်သုံးသက်တာညံ့သွားလို့လည်းဖြစ်ကောင်းဖြစ်လိမ့်မယ် အဲ့ဖက်တက်ကမှကျွန်တော်တို့ကမနေ့ကကျွန်တော်တို့အဲ့မနေ့ပါဆိုရင်ကျွန်တော်အယောင်းနဲ့ကျွန်တော်တို့ဆိုနည်းနည်းပါးပါပြန်ထိခဲ့တယ်။ဒါပေမဲ့ဒီနေ့မှတော့ကျွန်တော်တို့ဘာမှအယောင်းမှမလုပ်တော့ဘာလို့ဘာဘာယောင်းမှမလုပ်ဘာလို့ဘာမှအယောင်းမှမလုပ်ပဲစောင့်ကြည့်တယ်လဲလို့မိမယ်ဆိုရင်ဒီနေ့တလတာအပိတ်စေးကိုအခြေခံပြီးမှကျွန်တော်တို့နောက်လကဘာရွှေစီး ာဆက်ဖြစ်နိုင်လဲဆိုတာကျွန်တော်တုံးသက်လို့ရမှာဖြစ်တဲ့ဒါပြင်ဒီလိုတရက်တလတာဈေးပိမနီနေမှာကပ္ပချွေစီကဈေးဆွဲတင်ဆွဲချတယ်ကြမ်းတက်ပါတယ်ဈေးအလုတ်ခတ်တွေကြမ်းတက်ပါတယ်ဒီလိုနေမြာ retail trader အများစုက loss ဖြစ်ကြတာများတယ်ခင်ဗျအဲအကြောင်းကျွန်တော်ကဒီလိုအနေထားတွေအရင်တုန်းကဖြစ်ခဲ့ဘူးလို့ဒီနေ့မှနားခြင်းဖြစ်ပါလေသူပါသူကျွန်တော်တို့မှန်းထားတဲ့အတိုင်းဈေးအလုတ်ခတ်ကြမ်းကြမ်းကြမ်းပဲညင်ညင်ညင်ပဲအဲ့ဒါကသူ့ရဲ့ဈေးကွက်ရဲ့နောက်ပိုင်းကိစ္စကျွန်တော်တို့ကကျွန်တော်တို့ရဲ့စီကံတိုင်းဒီနေ့မှကျွန်တော်နားပြီးတော့ဈေးကွက်ချင်းတွေပဲစောင့်ကြည့်ပါ အဲ့ဒါပတ်သက်ခါမှာကျွန်တော်ကဒီနေ့တည့်ဒီနေ့တည့်တာပိတ်စေပေါ့နော်ဒီမေလတလတာအပိတ်စေတာဘဲပေါ်ပိတ်ခိုင်းနောက်တစ်ပတ်နောက်လပေါ့နော်စီအတအားဆက်ကောင်းမလဲလို့ကျွန်တော်မေးမယ်ဆိုရင်တော့330အထက်မှာဒီနေ့တလတာပေါ့မေလတလတာအပိတ်စေပိတ်ခဲ့မယ်ဆိုရင်တော့ကဘာရွှေစီကျွန်တော်တို့စီအတအားနောက်လတယ်မှာ3500ဒီဆက်သွားနိုင်ပါတယ်နီးပညာပိုင်းရအဲ့လိုမဟုတ်နဲ့စန့်ကျင်ဘက်နေနဲ့ဒီနေ့မေလတလတာအပိတ်စေတာကျွန်တော်တို့ 3နှစ်90အောက်မှာဈေးပိတ်ခဲ့မယ်ဆိုရင်တော့ကမ္ဘာရွှေကိုနောက်လာတယ်မှာကျွန်တော်တို့ဈေးအကျပြန်မှန်းလို့ရပါတယ်။ဥပမာ3.80လို့ဘာလို့လောက်တိအ ਨੇ ဆုံးဈေးအကျမှန်းလို့ရပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါလေးကကျွန်တော်တလတာပိတ်ဈေးကိုအခြေခံပြီးတော့ကျွန်တော်နောက်လာဈေးအနေထားကိုသုံးသပ်ခြင်းဖြစ်ပါတယ်။တခုရှိတာကနောက်လာတလတာတွင်ပြောတာနော်။ဥပမာကျွန်တော်က3.90အောက်ပိတ်လို့နောက်အပတ်တဲ့ချက်ချင်း3.80တိဈေးကျသွားမယ်ဆိုလိုတာမဟုတ်ဘူးနော်။အဲ့ဒါလေးလည်းသတိထားပါခင်ဗျ။ နောက်လတလတာဆိုတာနောက်လတဲမှာ၄ပတ်၅ပတ်ရှိပါအဲ့၄ပတ်၅ပတ်တွင်မှာစေးကြနိုင်ခြင်းရှိရလို့ဆိုလိုခြင်းဖြစ်ပါလေအဲ့လိုပဲ၃၃၃၀ထက်ပိတ်ပြီဆိုလဲနောက်နောက်တလတာတွင်တလတလတာတွင်၄ပတ်၅ပတ်အတွင်မှာကျွန်တော်တို့နောက်လာမဲ့၄ပတ်၅ပတ်တွင်မှာ၃၅၀၀ဒီစေးတက်နိုင်ခြင်းရှိရလို့ဆိုလိုခြင်းဖြစ်ပါတယ်တရက်တာခြင်းလိုက်ကတော့ကျွန်တော်တရက်တာ၃ချက်နောက်လာမဲ့တရက်တာ၃ချက်ဗီဒီယိုလေးမှာဘယ်လိုစေးအတက်ချရှိနိုင်လဲဆိုတာကျွန်တော်သုံးသပ်ပြပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပြီးတော့ဒီနေ့မှာသတင်းပိုင်းရဆိုရင်ကျွန်တော်ညမှာသတင်းနေတော့ရှိတယ် အာတရင်းနေရပို့လို့မဟုတ်ဆိုရင် effect ရှိတဲ့ data တွေမဟုတ်ဘူးဗျ effect အရန်ရှိတဲ့ data တွေမဟုတ်ဘူးအာကျွန်တော်တို့ go pc price index အဲ mom တို့ကျွန်တော် yoy တို့ အပြင်ချီကာဂို PMI ကိုအရင်ကြီး effect ရဲ့ data ရေမဟုတ်ဒါပေမဲ့ကျွန်တော်ကဒီညတလတာဈေးပိမနေညဖြစ်တာဖြစ်တဲ့ခါမှာဒီ data တွေကိုအကြောင်းပြုပြီးတော့ကျွန်တော်တို့ဈေးဆွဲတင်ဆွဲချမျိုးတွေရှိနိုင်တယ်ခင်ဗျအဲ့အားလေးကိုသတိထားဖို့လိုအပ်တယ်သတိညဘာဘာစနောချင်း9နာရီမှအကို PC data နှစ်ခုထပ်ပို့ရှိတယ်ပြီးရင်8နာရီ15မိနစ်မှာချီကာဂို PMI ထပ်ပို့ရှိပါတယ်ပြီးတော့တစ်ဖက်ကဒေါ်လာ index ကိုကြည့်မယ်ဆိုရင်ဒေါ်လာ index က100အောက်ပြန်ဆင်းနေတယ်ဒေါ်လာ index 100အောက်ပြန်ဆင်းနေလဲကမ္ဘာရွှေလဲ တက်နေတာကကြာဒါထူးဆန်းတဲ့အနေအထားမျိုးတော့မဟုတ်ဘူးပေါ့နော်အဲ့ဒါဖြစ်တဲ့အခါမှာဒေါ်လာကြီးတက်တာအာဒီလက်ရှိ69နာရောက်နေမှာ69အောက်တာဆက်ဖောက်ဆင်းခဲ့မယ်ဆိုရင်တော့တင်းပိုင်းရကဘာရွှေစေးစေးဆက်တက်ဖို့ရေလိုဝဲလိုအားလေးဝင်လာနိုင်ပါတယ်ပြီးတော့ကျွန်တော်လက်ရှိချိန်မှာ breaking news အနေနဲ့ပေါ့နော်အမေရိကန်တရားရုံးကကျွန်တော်ထွန့်ရက်ကျွန်တော်တို့ကအခွန်ကောက်ခံကုန်တုံကောက်ခံမှုကိုခွင့်ပြုပေးလိုက်တဲ့ဆိုရယ်တည်င်းဒီမနက်ခင်းကထွက်လာတယ်ပြီးတော့အာအမေရိကန်နိုင်ငံရဲ့ဗန်နာရေးဝင်းကြီးပေါ့နော် ျွန်တော် scope ပတ်စံက scope ပတ်စံကတရုတ်နဲ့ကုန်သွယ်ရေးကိစ္စဆွေးနွေးတာနည်းနည်းတန့်နေရလို့ပြောခဲ့တဲ့သတင်းထွက်လာတယ်။ဒီသတင်းနှစ်ခုအနေထားကြည့်မယ်ဆိုရင်တော့ဒါရိုးရှင်းစမ်းမယ်ဆိုတာဒါဈေးတက်နိုင်တယ်เนาะဒါမှမဟုတ်ကျွန်တော်သတိထားမှာဒီနေ့ကတလတာဈေးပေးမယ်နေဖြစ်တာဖြစ်တဲ့ခါမှာတက်မယ်ဆိုရင်တော့မပြအောက်ကိုဆွဲချပြီးမှပြန်ဆွဲတင်သွားတာမျိုးဖြစ်နိုင်တယ်။အဲ့ဒါဖြစ်တဲ့ခါမှာသတင်းတွေရောသတိထားပါဒီသတင်းထွက်လို့ဝယ်တဲ့ရောင်းနဲ့သွားမလုပ်နိုင်ခင်ဗျဒီလိုနေမျိုးမှာဒီလိုနေမျိုးကပို့ပြီးတော့အောင်ဆိုတယ်ကျွန်တော်တို့ risk ပုံများနိုင်တယ်။အဲ့ဒါဖြစ်တဲ့ခါမှာ အရာလေးကိုသတိထားဖို့လိုအပ်ပါတယ်သတင်းပိုင်းရလဲကျွန်တော်ဒီနေ့ကဈေးအလုတ်ခတ်ကျမ်းနိုင်ပါလေဒီနေ့ညမှာရထလိုက်အင်တက်ကတရာအထက်ဒီပိုင်းပြန်တက်မလား90အောင်90 99အောင်ဆင်မလားကြည့်ရမှာဖြစ်ပါတယ်တကယ်လို့ဒေါ်လာအင်တက်ဒါဒီနေ့တလတာအစည်းပိတ်မှာ99အောင်ပိတ်ခဲ့ရင်တော့ဒေါ်လာအင်တက်လည်းနောက်တစ်ပတ်နောက်လထဲမှာအားတော်တော်ပြုတ်နိုင်ပြီးတော့ကမ္ဘာ့ရွှေ့စည်းဟီတိုဈေးဆက်တက်ဖို့ကျွန်တော်တို့အထောက်ပံ့ဖြစ်စေပါလိမ့်မယ်အဲ့လိုမျိုးမှာဒေါ်လာအင်တက်ကဒီ ညတလတာအပိတ်စေးမှာတရားထက်ပြိနိုင်ခဲ့ရင်တော့တရင်အတရင်ချက်လက်ပိုင်းရဆိုရင်နောက်လာတယ်မှာဒေါ်လာအင်တက်အားစကောင်းနိုင်ပါတယ်ခင်ဗျအဲ့ဘက်ကမှဒီညတရင်ပိုင်းရလည်းဒီညကျွန်တော်တလတာအနေထားက ော်လာအင်တိုက်တလာတာနေထားကဘာကျစတဲ့ကောင်းကောင်းကြီးစောင့်ကြည့်ရမယ်အနေထားမျိုးရှိပါတယ်။အဲ့အပတ်ကမှဒီနေ့မှတော့ကျွန်တော်တို့ကတလာတာအပိဖြစ်နိုင်မယ်ဆိုရင်တလာတာအပိစီကိုစောင့်ကြည့်ပြီးတော့နောက်တစ်ပတ်မှအယောင်ွယ်လို့ဖို့ကိုတိုက်တွန်းချင်ပါတယ်။ကိုကဒီနေ့မှကဘာကျစတဲ့ကြောင့်အယောင်ွယ်လုံမယ်ဆိုရင်လည်း risk များများယူရနိုင်ကြောင်းကိုလည်းကျွန်တော်ကြိုတင်ပြီးတော့တတိပေးချင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါလေးကိုကျွန်တော်ရဲ့ဒီနေ့ မေလ30ရက်နေ့တရက်သားကပ္ပရွှေဈေးကွက်သုံးနှစ်ချက်ဗီဒီယိုဖြစ်ပါလေအခုလို့သုံးနှစ်ချက်ဗီဒီယိုတွေကို up to date ကြီးကြီးနေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ကြပါခင်ဗျအားလုံးမဒီနေ့မေလတလတာပေါ့နော်နောက်ဆုံးကပ္ပရွှေဈေးကွက်ရက်မှာကပ္ပရွှေဈေးအတက်ကြကိုအထူးတတိထအယောင်းဝယ်လုပ်ပြီးတော့ကျွန်တော်တို့ဒီနေ့ဒီမေလတလတာကိုကျွန်တော်တို့နောက်ဆုံးပိတ်အိမ်နဲ့လွန်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးနေတယ်ပဲကျွန်တော်ရဲ့ဒီနေ့ တရတာတောင်းချမ်းပြီးတော့လေးကိုဒီမှာပဲညီကုန်းချုပ်ပြစခက်မြတ်